ဆိုင်းစီကြံခန်းကခေနေကြောင်းဖော်ထုတ်ပြလာခဲ့တဲ့ Facebook ဆယ်လီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတဲ့နေ့ကိုပုံမှန်တက်ဆက်ပြီးနေတဲ့ Tomorrow Page ကလည်းပြန်လည်ကြိုဆိုလိုက်ရပါတယ်ဆိုင်စီဒရကန်ကတော့ကျင်းမစကားနဲ့အတူတဟုံတုံးအောင်မြင်ခဲ့ပြီးပြိသက်တွေရဲ့အပိမှုကိုအကြီးအကျယ်ရရှိနေတဲ့သူဖြစ်ပါရယ်အထူးသဖြင့်အမျိုးသမီးပြိသက်တွေရဲ့စင်နာတနာချင်းအပိကျင်းတွေကိုခံနေရတဲ့တယောက်ဆောင်တူးလို့ဆိုရင်လည်းမမှားပါဘူး ဒီလိုမျိုးပြိုရိုင်းကြိုက်တဲ့နေ့စီကိုင်းတူကိုဂေးနေပါရယ်ဆိုပြီးပြောင်းအောင်ကိုတုံနေထုတ်ခဲ့တဲ့ Facebook ဆယ်လီတူလည်းရှိနေပါရယ်တူတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာဆယ်လီတွေကလည်းမင်းသားမင်းသမီးများနေတူပြိသက်တဲ့အပိမူတွေကိုရရှိနေပါရယ်မြန်မာနိုင်ငံအရရမှာလည်းပဲဆယ်လီရီကမှုလို့ပေါလို့နေလာတာဖြစ်ပါရယ်ဒီထဲမှာမှဆိုင်းစီတွန်ခန့်ကိုဂေးနေပါရယ်လို့တရားဝင်ပြောဆိုခဲ့တာကတော့ Facebook နဲ့ TikTok ဆယ်လီသမီးစုပဲဖြစ်ပါရယ် တမီဇိုဆိုရနဲ့မသိရသူမရှိလောက်အောင်ကြောကြလာပြီးအထူးသဖြင့်သူ့ရဲ့ရှောင်းမွဲတွေကြောင့်ထင်ပေါ်ကြောကြနေသူတူဖြစ်ပါရယ်အခုချိန်မှလည်းအမျိုးသမီးပရိသတ်တွေရဆလိုက်တဲ့စကလုံးတွေပြောခဲ့ပြန်ပါပြီစိုင်းစီက promotion ပွဲတစ်ခုမှာပရိသတ်တွေကိုတီးဆူဖြောပြနေခဲ့ပါရယ်စိုင်းစီတွန်ခန့်ကတရုတ်ဆောင်တူလေးဖြစ်တယ်လို့အစိုးပညာမှထူးချွန်လာတဲ့အစိုးရကောင်တူလေးဖြစ်ပါရယ်ဒါကြောင့်ပရိသတ်တွေကိုဖြောပြတဲ့အခါမှာလေစိုင်းစီတွက်ခန်းကကိုဟန်မူရအပြည့်နဲ့အပတရားဖြောပြခဲ့ပါရယ် ဒီလိုအချိန်မျိုးမှာသမီးစုကစိုင်းစီတွက်ခဲ့ရဲ့အမှုရာတွေကိုကြည်ပြီးပြောဆိုခဲ့ရဖြစ်ပါတယ်။ ဆိုင်စီရဲ့လက်ဟန်အမှုရာတွေကိုကြည့်ကြပါအောင်ရိုးမရွေရလားအဲ့ဒါဘာတော်လဲမေးပေးပါအောင်ဒီလိုမင်းသားမျိုးကခင်းနေပါစေအားပေးရတာကြောင့်အားပေးမှာပဲဆိုတဲ့စကားတွေပြောဆိုခဲ့တာပဲဖြစ်ပါတယ်သမီးစိုးရဲ့စကားကိုထောက်ခံချက်ပေးနေတယ်လို့ဖြစ်တာကတော့ဆိုင်စီတန်ခန်ဟာအခုချိန်ထိရည်စားလည်းမရှိသေးတယ်လို့ဘသူနဲ့ကြိုက်နေပါတယ်ဆိုပြီးလဲတည်နေမထွက်ဘူးတာဖြစ်ပါတယ်အဖေဖြစ်သူကလည်းတမရဟောင်းတူဖြစ်တယ်လို့တက္ကသိုလ်တက်တော့ကလည်းအများရန်ကင်းဖြစ်နေကြတာကြောင့်ကြိုက်တဲ့မင်းကလေးတွေကအများကြီးရှိကြတာဖြစ်ပါတယ် ဒီလိုမျိုးမိန်ကလေးတွေကိုစိုင်းစီကတူးမှမြွေးချေခဲ့ပေးနဲ့အခုလိုမျိုးလူပြိုကြည့်ပွားနဲ့အယုထုံနေကြတာဖြစ်ပါရယ်။ဒါကြောင့်လည်းပဲသမီးစိုးရဲ့ဇကာတွေကမှန်များမှန်နေသလားဆိုပြီးတော့ထင်နေတဲ့သူတွေလည်းထင်ကုန်ကြပါပြီ။ဒီဘက်မှာလည်းအကုန်လုံးလက်သိရဲ့အတိုင်းပဲသမီးစိုးကပွဲရှာကောင်းသူပြီးပြီးစိတ်ထင်ရတွေပြောနေရပါဆိုပြီးဖြည့်သိမ့်နေကြတဲ့သူတွေလည်းရှိပါရယ်။ဒီလိုပဲဖြစ်ဖြစ်အဆိုပါဖြောပြင်းနေတဲ့ဗီဒီယိုဖိုင်နယ်မှာတော့စိုင်းစီတွန်ခန့်ရဲ့လက်ဟန်အမှုရာတွေကမိန်ကလေးအရှုံးပြရလောက်အောင်ပျော့ပြောင်းနူးညံ့နေရဖြစ်ပါရယ်။ ဒါကြောင့်လည်းပရိသတ်တွေကသူ့လိုသူလိုရိဖြစ်နေကြတာပဲဖြစ်ပါတယ်ကိုရခန္ဓာကိုကိုသာပိုင်လို့စိတ်တလုံးနေထိုင်ခွင့်ရှိရလို့ဆိုပေမဲ့လည်းဆိုင်းစီကိုအားပေးကြတဲ့အမျိုးသမီးပြိတ္တတိအနေနဲ့လေဒီတရင်ကသာအမှန်ဆိုရင်တော့ရှင်ခွဲပတ်လက်ဖြစ်ကြအောင်မှတည်ကြပါရစေ။ ပရိသတ်ကြီးတို့အနေနဲ့ရောဒီဗီဒီယိုလေးကိုကြည့်ပြီးသမီးဆိုးပြောသလိုမျိုးစိုင်းစီတွန်ခန့်ကတကယ်ပဲခေးနေတယ်လို့ထင်လားဆိုတာဝင်ရောက်ဖြေဆိုပြီးခဲ့ကြပါဦးနော်ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လည်းအနည်းပညာဆဲလေးတင်ကြရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် Tomorrow ရဲ့ page လေးကို like and follow လေးလုပ်ထားပြီးခဲ့ကြပါဦးနော်ပရိသတ်ကြီးကနာမည်ကျော်ဆဲလေးတင်နေနဲ့မျက်စိမပြတ်ချင်ဘူးဆိုရင်တော့အများဆုံး follow ထားဖို့အတွက်လိုအပ်ပါလိမ့်မယ်နော်အဆုံးထိနားဆင်ပြီးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်